ဟိုင်းအားလုံးပဲမင်္ဂလာပါဝီဒီနေ့ပြပေးမယ့်အစံလေးကကြတော့မူလလန်ဟောင်း PVC ကုမ္ပဏီကထုတ်တဲ့ PVC ရောင်မြစတစ်ကပါတဲ့လှဲပိန်းအစစ်ဖြစ်ပါတယ်ရှင်။သူကကြတော့မူလလန်ဟောင်းဆိုတဲ့အတိုင်းပဲထုတ်ထားတဲ့25ရက်ဒစီတပါကင်မှာဆိုရင်ဘယ်လိုပုံစံမျိုးလေးလာလေးလာလဲဆိုလို့ရှိရင်အောင်နာအမိတ်ပါတာတွေလည်းပါတယ်အောင်နာအမိတ်လုံးဝမပါတဲ့အစံလေးတွေဟိုးရင်တော့ထုတ်ခဲ့တဲ့လှဲပိန်းအစံအပြည့်လိုပုံစံမျိုးလေးလည်းပါပါတယ်ရှင်။ စည်းလိုက်ယူရောက်တဲ့သူတွေအတွက်အားသာချက်ကကြတော့အောင်နာမိတ်ပါတာကြိုက်တဲ့သူတွေအတွက်လည်းပါတယ်အောင်နာမိတ်မပါတာကြိုက်တဲ့သူတွေအတွက်လည်းဒစည်းရဲပါပဲအဆင်ပြေရဲအဲ့တော့နှစ်မျိုးယူစရာမလိုဘူးဒစည်းလိုက်တာနဲ့အဆင်ပြေရဲပေါ့နော်ဥိယာလက်လီတထဲကို2000နဲ့2000ရောင်းပါတယ်ရှင်ဘာဖြစ်လို့လဲဆိုရင်အခုချိန်ကတမူးကနေပြီးတော့မိုးရင်းဘက်ဖြစ်တဲ့အတွက်ကြောင့်မလို့လန်ခီးအခက်ခဲတွေနဲ့တန်စာကတွေကအများကြီးပဲပေးရတယ်ရှင်အဲ့ဒီအတွက်ကြောင့်မလို့ပြီးတော့ငွေစည်းလေးလည်းနည်းနည်းတက်လာတဲ့အတွက်ကြောင့်မလို့ဈေးတက်ရခြင်းဖြစ်ပါတယ်ရှင်ဒါတွေကကြတော့ခုမှရောက်တဲ့အဆင်သစ်တွေဖြစ်ပါတယ်ရှင်လက်လီလက်ကားအတွက်လည်းရပါတယ်90ရဲ့ဈေးသက်သက်ရှိပါတယ်ရှင်25ရဲ့ဈေးယူမယ်ဆိုလည်းရပါတယ်ရှင် န်ကီယာခက်တယ်ဆိုပေမဲ့ဝီရိုကပစ္စည်းတွေကကျတော့အမြဲတမ်းရောက်နေပါတယ်ရှင်အမြဲတမ်းကိုအဆင်သက်မှားထားတာဖြစ်တဲ့ကြောင့်မလို့ဒီတတုတ်ကုန်တာနဲ့နောက်တတုတ်ကအဆင်သက်ရောက်မှာဖြစ်ပါတယ်ကြာချိန်ကကျတော့လန်ကီယာတော့ပြောလို့မရဘူးလန်ကီနေထားနဲ့အဲတက်လာလေဖြစ်နိုင်တယ်နက်လာလေဖြစ်နိုင်တယ်ဝီရိုကအဲ့အတွက်ကိုဂျူပြီးတော့မှားထားတာဖြစ်ပါတယ်ရှင်အခုကကျတော့ဒါအဆင်သက်ရောက်တဲ့အထယ်လေးတွေဖြစ်ပါတယ်ရှင်အသားကကြတော့လုံးဝခြိသားဆစ်ဆစ်ဖြစ်တယ်ခြိသားဆစ်ဆစ်ဖြစ်ပြီးတော့သူကအိန္ဒိယခြိရေးစနစ်ရဲ့လုပ်ထားတယ်အိန္ဒိယနိုင်ငံကထုတ်တယ်နော် အိန္ဒိယနိုင်ငံထုတ်လုပ်ထားပြီးတော့သူ့ရဲ့ဟိုစတေကာကိုကြည့်လိုက်လို့ရှင်သိတာပါတယ်ဘလို့ပဲရွှေရောင်အနာကုတ်တင်နဲ့ပဲပါအောင်တူပြီးတော့ထုတ်ထိုးသူ့ရဲ့အဲတူလို့မရတဲ့တခုကပါဆိုဒစိရဲ့ quality ပါဒစိရဲ့ quality ကိုကြည့်ပြီးတော့ဒစိကသူကကက်ခွာကြီးလားဒါမှမဟုတ်ရှင် PPC ရောင်းမြစတေကာပါတဲ့ဟာလားဆိုတာကိုသေချာကြည့်ပြီးဝေလို့ရပါတယ်ရှင် PPC ကအပေါ်က PPC ဆိုတဲ့အနီရောင်စာတန်းလေးပါမှာမူလလက်ဟောင်းလေးဖြစ်ပါတယ်နော်နောက်ထပ် video file လေးမှာပြန်တွေ့ပါမယ်ရှင်